ငလျင်အတွက်လာလှတဲ့ကားတွေကိုလွတ်ယူနေကြတာမဟုတ်ဘဲအဖြစ်မဲ့ပေါ်လာခဲ့တဲ့အမရပူရာကဗီဒီယိုဖိုင်အလုံးမဲမင်္ဂလာပါဗမိစနောင်းကနေကြိုဆိုလိုက်ပါတယ်။တလုံးမှာတော့ဖြစ်ပေါ်နေတဲ့ငလျင်ဘေးအတွက်တနိုင်တလောက်ပဝင်ကလှူဒန်းပေးနေကြတာဖြစ်ပါတယ်။ငလျင်ကြောင့်မို့မြန်မာနိုင်ငံရဲ့နေရဒေသ6ခုထက်မနည်းကအိမ်တိုင်းနေပါပျက်စီးကလူတွေလည်းအသက်မဲ့နေရတာပါ။ဒါကြောင့်မို့ရဝေးကအလှူရှင်တွေကကားထဲမှာအလှူပစ္စည်းအပြည့်ထက်ကပဝင်လှူဒန်းပေးနေကြပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့ရက်မှာတက်လာခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုကြောင့်လှူဖို့အတွက်လက်တွန့်ကုန်ကြတာပေါ့ ူပြောများနေတဲ့ဗီဒီယိုဖိုင်ကတော့အမရပူရာမြို့ဘက်မှာတောင်းလို့တဲ့အချိန်မှာရက်ကွက်တစ်ခုမှဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ကြောင့်ပေါင်းငလျင်ဘေးတွက်လာလို့ပေးတဲ့သူတွေကကားပေါ်မှာပြစ်စည်းတင်ကာလာလို့ပေးကြပါတယ်။ဒါပေမဲ့ကားကရှေ့ဆက်သွားလို့မရပဲရှေ့မှာရံပွဲတစ်ခုနဲ့ရင်ဆိုင်နေခဲ့ကြရတာပေါ့။ရက်ကွက်ထဲကမြို့သားတချို့ကဒုတ်တွေဆွဲကင်ကရံဖြစ်နေခဲ့ကြပါတယ်။ဒုတ်တွေဆွဲကတယောက်နဲ့တယောက်ရိုက်မလို့လုံးနေခဲ့ကြတာမို့ကားပေါ်မှာထိုင်နေသူတွေကပါကြောက်ရွံ့နေခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်ဒုတ်ဆွဲကရံဖြစ်နေကြတဲ့မြို့သားတွေကိုအမျိုးသမီးတို့ကဝိုင်းဆွဲလို့ နေကြပါတယ်အဆိုပါဖိအားကိုသွားလူဖို့လုပ်နေတဲ့အလှရှင်ကဗီဒီယိုရိုက်ကဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့တာပေါ့ဒါအပြင်အလှရှင်နေလာလူတဲ့ကားကိုရက်ွက်ထက်ကလူတွေကရိုက်လို့ကြတဲ့ဆိုပြီးသတင်းတွေပြန့်နှံ့လို့နေတာဖြစ်ပါတယ်ဒါကြောင့်မို့တချို့အလှရှင်တွေကလည်းသွားလို့ပို့တော့ကြောင်းနေကြပြီဆိုကရေးတင်နေကြတာပေါ့အစောပါဗီဒီယိုကြောင့်အမှန်တကယ်အခုကြီးလိုအပ်နေတဲ့နေရာတွေကလာလို့မဲ့အလှရှင်တွေမရှိတော့မှတော့စိုးရင်ခံနေရပါတယ် ဒါကြောင့်မို့လဲဆယ်လီတယောက်ဖြစ်တဲ့ Google ကဆိုပါဗီဒီယိုရဲ့ဖြစ်အမှန်ကိုရှောက်ဖိနေခဲ့ရပေါင်းတကယ်တမ်းမှာတော့ဆိုရှယ်မီဒီယာမှာလူပြောများနေသလိုအလူရှင်တွေရဲ့ကားကိုလမ်းကနေဖြတ်ကဝိုင်းလို့နေကြတာမျိုးမဟုတ်ပါဘူး။ကားရီလမ်းထဲကိုဝင်တဲ့အချိန်မှာအိုးဝေတစည်းနဲ့လာလို့တဲ့ကားနဲ့ညိမလို့ဖြစ်ကြတာပေါ့လာလို့တဲ့ကားကအိုးဝေကိုလမ်းဖက်ခိုင်းရကနေရန်ဖြစ်ကြတာပေါ့အဲ့ဒါကိုမသိတဲ့သူတွေကအလိုကားစီကနေဝိုင်းပြီးလွနေကြတာလို့ဇကားကိုချက်ကားလိုက်ကြတာဖြစ်ပါတယ် ဒါကြောင့်မို့လဲသတင်းတွေထွက်နေသလိုမဟုတ်တာကြောင့်အလူရှင်များအနေနဲ့နိနာသူတွေကိုငဲ့ညာကမန္တလေးကိုမပြစ်တော့ပါနဲ့ဆိုပြီးဂူဂူကတောင်းဆိုထားပါတယ်အလူရှင်တွေအနေနဲ့အနေအကင်းကင်းလှုံနိုင်မဲ့အနေထောက်ကိုလည်းတနိုင်တလောက်စ조사ပေးတော့မှာပေါ့ငလျင်တန်သိနေတဲ့သူတွေကိုငဲ့ညာတဲ့အနေနဲ့လာလူပေးကြပါဆိုပြီးတောင်းဆိုထားပါတယ်ငါလျင်တန်းကြောင့်အိုးရင်ပြက်စီးသွားရသလိုမိသားစုဝင်တွေဆုံးရှုံးသွားရတဲ့သူတွေကအမှန်တကယ်ကိုအခက်တွေ့နေကြရတာပေါ့။နေရင်လည်းဆုံးရှုံးသွားရတာမို့နေစရာမရှိသလိုဖြစ်နေကလမ်းမပေါ်မှာနေထိုင်နေကြရပါတယ်။ ဒါအပြင်အစားတောက်ဆိုလဲလန်လိုဒါရီကိုသာစားတောက်နေကြရတာပေါ့ဒီလိုဖြစ်မျိုးရင်ဆိုင်နေရဒါမို့စကားတွေချက်ကားကသတင်းမှမလွင့်ဖို့အတွက်လဲတောက်ဆိုလို့နေကြပါတယ်တချို့နေရာတွေမှာငလျင်ဘေးတန်တင့်သူမဟုတ်ဖဲအလူရှင်တွေစီမှာအတင်းယူနေကြတာမျိုးတွေကိုလဲကြုံတွေ့နေရတာပေါ့တချို့ကအလူရှင်ပေးတာတွေကိုလိုက်ယူနေတဲ့အတွက်တကယ်လိုအပ်နေတဲ့သူတွေကအမှန်တကယ်ရရှိတာမျိုးလဲမရှိတော့ပါဘူးဒါကြောင့်မို့လဲလှူရှင်တွေအနေနဲ့စနေတကျလှူတန်းတဲ့စနေနဲ့လှူတန်းဖို့အတွက်တောင်းဆိုထားကြတာပေါ့ ဒါအပြင်အမှန်တကယ်လိုအပ်နေတဲ့နေရာတွေကိုလွှတ်တန်းပေးဖို့ကိုလည်းအကြံပေးနေကြပါတယ်။ငလျင်အတွက်လာလိုတဲ့ကားတွေကိုလူယူနေကြတာမဟုတ်ဘဲအဖြစ်မှပေါ်လာခဲ့တဲ့အမရပူရာကဗီဒီယိုဖိုင်ပုံဘရက်တိုရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ကွဲလွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရဖုံဘွားရောက်ရှိပါစေကြောင်းနဲ့ကိုကြီးကဲဆဲထောက်ပံ့ပေးသူအလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းပြောကြားရင်းနဲ့အလုံးမဲ့နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။